ကျောက်ဖြူမြို့နယ်တိုင်းချောင်းရွာကိုစစ်ကောင်မရှင်တပ်တွေဝင်ရောက်ထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့စစ်တပ် lobby တွေက Telegram channel တွေမှာဝါရဖြန့်ဖော်ပြလာတယ်လို့သိရှိရပါတယ်။တိုင်းချောင်းရွာနယ်တိုင်းချောင်းဆယ်ကိုစစ်ကောင်မရှင်တပ်ကပြန်လည်ထိန်းချုပ်လိုက်ကြောင်းနိုဝင်ဘာ10ရက်နေ့ကစစ်တပ်ထောက်ခံ Telegram channel တွေကဓာတ်ပုံတွေနဲ့ဖော်ပြလာတာပါ။ဓာတ်ပုံတွေနဲ့တိုင်းချောင်းကိုသိမ်းပြီးကြောင်းအောင်မွဲခံနေတာတွေ့ရပါတယ်။ရေတပ်သင်္ဘောတွေကတော့လက်နက်ကြီးနဲ့ဇက်တိုက်ပစ်နေလို့ ရွာဆဲရွာလောက်ပြောင်းပြေးနေရတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။တိုင်းချောင်းရွာနဲ့တိုင်းချောင်းတောင်ကိုစစ်ကောင်မရှင်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေကြတာဖြစ်ပြီးစစ်ကြောင်းလိုက်ပြုတ်ကတက်ဆုပ်ခဲ့ရပြီးနောက်စစ်ကြောင်းတွေခွဲပြီးစစ်ကြောင်းထက်တိုးလာတာလည်းဖြစ်ပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်ကတိုင်းချောင်းရွာကိုစစ်ကူတက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းနဲ့အေရိုထိတ်တိုက်တွေ့ပြီးအလောင်းတော်မကောက်နိုင်ပဲထွက်ပြေးခဲ့ရတယ်လို့သိရပါရယ်။ ဒါအပြင်အော်တိုဘာ31ရက်နေ့ကလည်းတိုင်းချောင်းကျေးရွာကိုတက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းဂျားဖြန့်တိုက်ခိုက်ခံရပြီးဇိုင်းချောင်းနီးမှာတိုက်ပွဲဖြစ်တာကြောင့်စစ်ကြောင်းလိုက်ပြုတ်သွားခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။အမှတ်32ရဲတပ်ရင်းနဲ့ဓညာဝရီရဲတပ်ဌာနချုပ်တို့ကို တိုက်ခိုက်နိုင်ဖို့တိုင်းချောင်းတောင်ဟာစီရေးရရေးပါတဲ့အတွက်စစ်ကောမရှင်ကတိုင်းချောင်းရွာကိုစိုးမိုးထိန်းချုပ်ဖို့အသေးခံစစ်ကြောင်းထိုးတက်နေကြတာလည်းဖြစ်ပါတယ်